အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇာလံလေးတစ်ပုဒ်ကတော့သင်္ကန်းနဲ့ဝက်ဖုံကြီးနဲ့ကိုရင်လေးနှစ်ပါးချောင်းပဲဖြစ်ပါတယ်အကြောင်းလေးမစနိုင်ခင်ပါကျွန်တော်တို့ Channel ကို Subscribe လုပ်ရတဲ့ရင်လောက်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့မြတ်ရခင်ကျင်ပါတယ်ဟုတ်ကဲ့အကြောင်းလေးစတင်လိုက်အောင်ကိုရင်ငယ်လေးနှစ်ပါးကဖုံကြီးချောင်းတစ်ချောင်းပါသာသနာ့ဘောင်ဝင်ပြီးတော့စာပေတင် जा ဖို့ရောက်ရှိလာကြပါတယ်ဒီချောင်းပါဥပစင်စိန်သားက သူတို့ရဲ့အထင်းကိုတော့ဖြစ်တာဝန်ယူထားပါတယ်။ရှင်ငယ်လေးနှစ်ပါးကဥပစင်းစိန်ကဘလောက်ပဲဆုံးမပေါ်လာပေးပေမဲ့နားမထောင်ကြပဲနဲ့ဆော့မြဲဆော့ခေါင်းမာမြဲခေါင်းမာနေတော့မှာပဲ။တခါတလေဥပစင်းစိန်သားနဲ့တခြားဖုန်ကြီးအကြီးတွေကတော့စားနောက်ကြည့်စေတတ်ပါသေးတယ်။ဒီလိုနဲ့တညမှာတော့ဥပစင်းစိန်သားကတိတ်ထဲမှာတရားထိုင်နေကြပါလေ။ရှင်ငယ်လေးနှစ်ပါးကတော့အပြင်းမာစင်းညာရှောက်နေကြရင်နဲ့ခဏကြာမှာတော့ဆော့ကစားဖို့ကြောင်နောက်ဖက်ကိုထွက်လာခဲ့ကြပါလေ။ အဲ့ဒီနေရာမှာကအနက်15ပေကျော်ရှိတယ်။စွန့်ပစ်ထားတဲ့မြေအောက်ရေရွေးဟောင်းကြီးတစ်ခုလည်းရှိပါတယ်။ဒါပေမဲ့ရှင်ငယ်လေးနှစ်ပါးကဒီအကြောင်းကိုအရင်တုန်းကမသိခဲ့ကြပါဘူး။သူတို့ကပြေးလွှားစော်ကစားကြရင်လည်းတစ်ခါတလေတူတူပုံနှံကစားကြပါတယ်။တယောက်ကပုံပြီးတော့တယောက်ကရှာတာပေါ့။အဲ့ဒီအချိန်မှာပဲရှင်နန်းကရှင်ကောင်ပုံမှုအတွက်မျက်စိမိတ်ထားပေးလိုက်ပါတယ်။ရှင်နန်းမျက်စိခွင့်ပြီးတော့လှည့်ကြည့်လိုက်တဲ့အခါမှာတော့မြေအောက်ရေရွေးထဲကတစုံတစ်ယောက်ကခါလောက်ထိပေါ်ထွက်လာတာကိုတွေ့လိုက်ရပါတော့တယ်။ ဲ့ဒါကလူမဲကြီးတယောက်လိုကရုံးနဲ့ဖုံးကြီးနဲ့လည်းတူနေပါလေ။ပေါင်ရေးကြတဲ့နေရာမှာတေချာတော့မမြင်ရပါဘူး။ဒါပေမဲ့အဲ့ဒီထူးဆန်းတဲ့တရဝါကြီးကရှင်နန်းကိုလက်ရက်ခေါ်နေပါလေ။ဒါကြောင့်ရှင်နန်းကလည်းရှင်ခေါင်သူ့ကိုစားနောက်နေတယ်လို့ထင်ပြီးတော့မြေအောက်ရေတွင်းစီကိုပြေးကြည့်လိုက်ပါတော့လေ။ရှင်နန်းရေတွင်းထဲကိုငုံကြည့်လိုက်တဲ့အခါမှာတော့အထဲမှာမှောင်မဲနေတာပဲမြင်ရပါလေ။ဒါပေမဲ့သူကအတန်ကျဲကြီးနဲ့ပေါ်မိလိုက်ပါလေ။ရှင်ခေါင်အထဲမှာလာပြန်ဖြေအောင်လေ။ ဲ့ဒီချိန်မှာပဲမြေအောက်ရေတွေနဲ့ကနေပြီးတော့စူးစူးဝါးဝါအော်ဟစ်တန်ကြီးတခုပြန်ထွက်လာပါတယ်အတန်ကအယမ်းကျဲလုံးလို့နားကိုတောင်းလက်နဲ့အုပ်ထားလိုက်ရပါတယ်ရှင်ကောင်ကဒီလောက်တော့အတန်စူးအောင်အော်နိုင်ရလားဒါနဲ့ရှင်ကောင်ရဲ့ကိုလုံးကဘယ်လိုလဲဘာလို့အတန်ပဲကြာပြီးလူမတွေ့တာလဲရှင်နန်ကမြေအောက်ရေတွေနဲ့ကိုခေါင်းငုံပြီးတော့ကြည့်ဖို့ကြိုးစားလိုက်ပါတယ်အဲ့ဒီခိုက်တန်းမှာပဲလျှို့ဝှက်ဆန်းကျဲတဲ့လက်တစုံကရှင်နန်ရဲ့ကိုကိုဆွဲပြီးတော့ရေတွေနဲ့ကိုပြုတ်ကျသွားစေပါတယ် မြေအောက်ရေတွေထဲမှာရေမရှိတော့ပေမဲ့ရှင်နန်ကသူ့အိတ်ထဲကိုကြောက်ရောက်သွားတဲ့အတွက်အလွန်ကိုထိတ်လန့်တုန်လို့သွားပါတော့တယ်။ဘာလို့လဲဆိုတော့အထဲကအယမ်းနဲ့ပြီးတော့အယမ်းမှောင်ပြီးအယမ်းချင်းမြောင်းနေလို့ပါပဲ။ကလေးတဘာဝအတိုင်းရှင်နန်ကရှင်ကောင်ကသူ့ကိုစားနောက်နေတယ်လို့ထင်နေမိပါတယ်။ရှင်ကောင်ငါ့ကိုစားနောက်နေတာမလား။ရှင်ကောင်ဘယ်မှာလဲ။ငါ့စီကိုထွက်လာခဲ့ပါဦး။အဲ့ဒီချိန်မှာပဲအရင်လိုစူးစူးဝါးဝါးအော်တန်တစ်ခုပြန်ထွက်လာပါတော့တယ်။ရှင်နန်က ဘဲတူပဲလှည့်ကြည့်လက်ကြည့်ဘသူ့ကိုမှမတွေ့ပဲနဲ့မှောင်မိုက်နေတာပဲမြင်နေရပါတယ်။ဒါပေမဲ့ရှင်နံမော့ကြည့်ပြီးတော့မြေအောက်ရေတွင်နှကန်ဝါကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့လူနဲ့တူတဲ့မျက်နှာကတုံးပုံစံနဲ့သူ့ကိုငုံကြည့်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီတရဝါကအရန်ကိုပျော်ရွှင်နေသလိုမျိုးစူးစူးဝါးဝါးအော်ဟစ်နေပါတော့တယ်။အဲ့ဒါရှင်ကောင်းလားငါ့ကိုမနောက်ပါနဲ့တော့ငါကြောက်နေပြီငါ့ကိုဒီထက်ကတကယ်ထုတ်ပေးပါဦးငါတက်ရှုမဝါတော့ဘူး ရှင်နန်းကကြောက်လန့်တကြားဖြစ်ပြီးတော့နေလို့ထိုင်လို့မကောင်းဖြစ်လာတဲ့ခါမှာတော့သူလုံးနိုင်တာကရှင်ကောင်းနဲ့ဥပစင်းစိန်နာကိုလာကယ်ဖို့အကူအညီတောင်းအော်ဟစ်နေဖို့ပါပဲ။ဒါပေမဲ့ဘာသာမှပြန်မကြရပါဘူး။အဲ့ဒီချိန်မှာပဲရေရွေးနှခမ်းဝမှာရှိနေတဲ့ကတုံးနဲ့လျှို့ဝှက်ဆန်းကျင်တဲ့တရဝါအဲ့ဒါကတော့ဖုံကြီးတစ်ပါးဖြစ်ပုံရပါတယ်။သူကသူ့ရဲ့ရှည်လျားတဲ့လက်မောင်းကြီးကိုရှင်နန်းစီကိုလှမ်းပြီးတော့ချပစ်လိုက်ပါတော့တယ်။ရှင်နန်းကအယံဝမ်းသာသွားပြီးတော့တစုံတစ်ယောက်ကသူ့ကိုကယ်ဖို့ကြိုးချပစ်တယ်လို့ထင်ပြီးတော့အဲ့ဒီလက်မောင်းကိုဖမ်းဆွဲလိုက်ပါတယ်။ အဲ့ဒီလက်ကရှင်နန်းရဲ့ကိုကိုဆွဲတင်လိုက်ပါလေမြေအောင်ရေတွေနှကန်းဝါကိုပေါ်ထွက်လာတဲ့ခါမှာတော့ရှင်နန်းကတုံလို့ခြောက်ချသွားပါတော့တယ်ဘာလို့လဲဆိုတော့သူကျိုးလို့ထင်ပြီးတော့ဆွဲတက်လာတာကကျိုးမဟုတ်ဘဲတခြားအရာတစ်ခုရဲ့လက်မောင်းကြီးဖြစ်နေလို့ပါပဲကဒုံးနဲ့ဖုံကြီးဆုပ်ပြက်နေတဲ့အနက်ရောင်သင်ငန်းကိုဝှစ်ဆင်ထားတဲ့သူ့ရဲ့မျက်နှာကရှင်နန်းရဲ့မျက်နှာကိုအနီးကစိုက်ကြည့်နေခဲ့ပါလေရှင်နန်းလည်းခြောက်လန့်တကြားအော်ဟစ်လိုက်မိပြီးတော့အဲ့ဒီဖုံတော်ကြီးကရှင်ငယ်လေးကိုစားနောက်ရလို့အယမ်းကျဉ်နေတဲ့ပုံမှာပဲ ဘုံကြီးကရှင်ငယ်လေးကိုရေတွင်ထဲကနေကဲတင်မဲ့အစားသူ့ကိုရေတွင်ထဲနောက်တစ်ချိန်ပြန်ပစ်ချလိုက်ပါတော့တယ်။ရှင်ငယ်လေးကကြောက်လွန်းလို့ငိုယူနေပါတော့တယ်။တစ်ဖက်မှာတော့ရှင်ကောင်ကဥပစင်းစိန်နာကိုရှင်နှံ့ကိုလိုက်ရှာပေးဖို့တွားပြောပါတယ်။သူတို့ကရှင်နှံ့ရဲ့ငိုတန်ကိုမလန်းမကန်းကကြားနေရပေမဲ့ဘယ်နေရာမှာလဲဆိုတာကိုတော့အတိအကျမသိပါဘူး။မြေအောက်ရေတွင်နာကိုရောက်တဲ့အခါမှာတော့အတန်ကတိတ်ဆိတ်သွားပြီးတော့အဲ့ဒီဘုံကြီးကလည်းပျောက်ကွယ်သွားပါတော့တယ်။ဥပစင်းစိန်နာကဓမီနဲ့မြေအောက်ရေတွင်ငယ်ကိုထိုးကြည့်လိုက်ပေမဲ့ဘာမှမမြင်ပါဘူး။ တကယ်တော့ရှင်နန်ကဥပဇင်းနဲ့ရှင်ကောင်ကိုရောထိုးထားတဲ့ဓမီရောင်ကိုပါမြင်နေရပေမဲ့သူဘလောက်ပဲအော်ခေါ်အော်ခေါ်နှစ်ယောက်လုံးကမကြားကြပါဘူး။ဒါကတရေကသူတို့ရဲ့အမြင်အာရုံတွေကိုဖုံးကွယ်ထားလို့ပါပဲ။ရှင်နန်တယောက်အယံဝမ်းနေပြီးတော့ငိုယူပါတော့တယ်။သူကရှင်ကောင်နဲ့ဥပဇင်းစိန်ကသူ့ကိုမမြင်ချင်းအောင်ဆောင်းနေတယ်လို့ထင်နေပါလေ။ဒါပေမဲ့သူတို့နှစ်ယောက်ကနေရာနှံ့ကိုရှာခွေခဲ့ကြပါလေ။ရွာသားတွေပါနေရောညရောစုပေါင်းပြီးရှာခွေခဲ့ကြပါလေ။ရှင်နန်ရဲ့ငိုတံကိုကြားနေပေမဲ့ရှင်နန်ရဲ့ ခန္ဓာကိုယ်ကိုတော့လုံးဝမတွေ့ပါဘူးရေတပ်တစ်ပတ်ကြီးကြာသွားပြီးတဲ့နောက်မှာတော့ရှင်နန်ကပျောက်ဆုံးသွားတဲ့သူတစ်ယောက်ဖြစ်သွားခဲ့ပြီးတော့ဘလို့မှရှာမတွေ့တော့ပါဘူးဒါပေမဲ့ညတကြမှာတော့ရှင်နန်ရဲ့ငိုတန်းပြန်ပြီးထွက်ပေါ်လာပါတော့တယ်ရှင်ကောင်ကချက်ချင်းမှတ်မိသွားပြီးတော့ဥပစင်းစိန်နာကိုခေါ်ပြီးတော့ထွက်ကြည့်ခဲ့ကြပါတယ်ဒီတစ်ခါတော့ငိုတန်းကမြေရောက်ရည်တွေနဲ့ကလာနေဆိုတာရှင်းရှင်းလင်းလင်းကြားနေရပါတယ်ဥပစင်းစိန်နာကဓမီနဲ့ထိုးကြည့်လိုက်တဲ့အခါမှာတော့တုံ့လှောက်ချောက်ချောက်သွားပါတော့တယ်ရှင်နန်ကဓမီရောင်ကိုထိတွေ့မိအောင်မောကြည့်လာပါတယ် ရှင်နဲ့ရဲ့မျက်လုံးနှလုံးကအဖြူရောင်ဖြစ်နေပြီးတော့မျက်နှာကပိန်ချုံနှာခမ်းတွေကလည်းစိမ့်ပြညို့နေပါတော့တယ်။အဲ့ဒီခိုက်တက်မှာပဲရှင်နဲ့ရဲ့အရက်ကအရွှေကြီးဖြစ်ကိုပြောပြီးတော့မြေရောက်ရည်တွေနဲ့ကနေခါလောက်ထိပေါ်ထွက်လာပါတော့တယ်။ဦးစင်းစိန်နာနဲ့ရှင်ကောင်တို့ကြောက်တဲ့ကြားနဲ့နောက်ပြန်လန်ကြတော့ပါတော့တယ်။တင်ငန်းနဲ့ဝတ်တရေကငါ့ကိုစောင့်နှောက်ခဲ့တာ။ငါ့ကိုဒီနေရာမှာတည်အောင်လုပ်ခဲ့တာ။ဒါပေမဲ့ရှင်ကောင်းတဲ့ဦးစင်းစိန်နာကငါ့ကိုလုံးဝမကြည့်ခဲ့ကြလို့ငါဝမ်းနေတယ်။အဲ့လိုရှင်နိုင်ရဲ့ပိတ်တာကပြောပါတော့တယ ဒါဆိုရင်ရှင်လေးပြန်တော်တော်မူသွားပြီပေါ့ဟုတ်လားဦးစင်းကမေးလိုက်ပါတော့တယ်စုံမစားရရေမတော့ရအသက်ရှူစရာလေးမရှိချင်ကြိုက်ပိုးမွှားကြိုက်တာဒီခံရတော့ဒီလိုပဲဖြစ်မှာပေါ့ရှင်နန်းရဲ့ပိတ်တာကငိုယိုရင်းပြောပါတော့တယ်သူကလူတွေနဲ့စကားပြောဆက်သွယ်နိုင်သေးပေမဲ့သူ့ရဲ့ပါဇက်ကတော့အပေါက်လောက်သေးတဲ့ပိတ်တာမျိုးစားဖြစ်နေပါတယ်သူ့ရဲ့ဝေဒနာကတော့တိတ်ပြီးမထူးကြပါဘူးအဲ့ဒီချိန်မှာပဲတင်ငန်းတဲ့ဝက်ဖုန်ကြီးပိတ်တာကရေရင်းပေးမှာပေါ်လာပြီးတော့ခြေနဲ့အားရစွာနဲ့စူးစူးဝါးဝါးအော်ဟစ်ပါတော့တယ် ဘာလို့လဲဆိုတော့သူက ရှင်နံပိတ်တာကိုသူ့အစားမြေရောက်ရင်ရင်းသောတရေဖြစ်အောင်လှုပ်လိုက်နိုင်လို့ပါပဲဒီတင်ငန်းနဲ့ဝတ်တရေဖုံကြီးရေရင်းထဲမှာတိတ်ဆုံးရတဲ့အကြောင်းရင်းကတော့လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကသူကတက်ရှိထင်ရှားရှိစမှာရှင်ငယ်လေးတွေရဲ့အထင်းကိုတော့ဖြစ်ခဲ့မှုပါတယ်ဒါပေမဲ့သူကတီလာမစင်ကြဲတဲ့ဖုံကြီးပါလိန်ညာပြောဆိုရတာအရက်တေစာတောက်စားရတာဒါမှမဟုတ်ငွေရေးကြီးရေးကိစ္စတွေမှာပါအမြဲတမ်းအမှားကျွလွန်တတ်ပါတယ်အဲ့ဒီအထင်းကိုတော့ရှင်ငယ်လေးတွေကတိတ်ပြီးမကြည့်ညိုကြလို့အမြဲတမ်းစနောက်ကြည့်စေလေးရှိပါတယ် ဒါကြောင့်သူတို့ကအထင်းကိုတော့ကိုမြေအောက်ရေရင်းစီကိုလှည့်စားခေါ်ဆောင်လာပြီးတော့ရေရင်းထဲကိုတွန်းချဖို့အစီအစဉ်ဆွဲခဲ့ပါတော့တယ်။စာနောက်ယုံတက်တဲ့ရည်ရွယ်ခဲ့ပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီကိုတော်ကတော့ပြန်လုံတော်မူသွားခဲ့ပါပဲ။အဲ့ဒီချိန်တုန်းကရှင်ငယ်လေးတွေကရှုံဘွက်တွေကိုစူဆောင်းပြီးတော့မြေအောက်ရေရင်းထဲကိုပြစ်ထည့်ခဲ့ကြပါတယ်။သူကိုတွန်းချပြီးတဲ့နောက်မှာ သူ့ရဲ့တင်ငန်းတွေကမဲညစ်ပေးချန်သွားပါတော့တယ်။ရှင်ငယ်လေးတွေအားလုံးကျေနပ်အားရစွာနဲ့ရေမောခဲ့ကြပေမဲ့ဘသူကိုမှအကူအညီလာတောင်းမှုမခေါ်ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့အဲ့ဒီဘုံကြီးကပြန်လုံတော်မူသွားခဲ့ပြီးတော့မြေရောက်ရေလွှင်းဆောင်နေတရေဖြစ်သွားပါတော့တယ်။ဒါကြောင့်သူကရှင်ငယ်လေးတွေကိုအလွန်မုန်းဒီသောသာထွက်နေတာပါ။ဘယ်ရှင်ငယ်လေးတွေပဲဖြစ်ဖြစ်သူစားနောက်လို့ရှိရင်တေတဲ့ထီကိုစားနောက်တတ်ပါတယ်။ရှင်နံပြန်လုံတော်မူသွားပြီးတော့ပိတ်တာဖြစ်သွားရတဲ့အကြောင်းကလည်းရှင်နံကိုယ်တိုင်ကခိုးယူတာလိညာပြောဆိုတာတခြားအမှားရွေးမျိုးမျိုးကိုကျူးလွန်ခဲ့ဘူးလို့ပါပဲ။ဒါကြောင့်သူလဲပိတ်တာဘဝကိုရောက်ရှိသွားရတာပါ။အဲ့ဒီနေနောက်ပိုင်းမှာတော့ဥပစင်းစိန်သားနဲ့ ရှင်ကောင်တို့ကနေကင်းဘက်မှာမြေအောက်ရေရင်းစီကိုနောက်တစ်ခေါက်သွားကြည့်ခဲ့ကြပါတယ်။အဲ့ဒီမှာရှင်တန်ရဲ့ဝိညာဉ်မဲ့နေတဲ့ခန္ဓာကိုယ်ကတနာစရာကောင်းစွာတွေ့ရှိခဲ့ရပါတော့တယ်။ဒါကြောင့်ရွာသားတွေကိုအကူအညီတောင်းပြီးတော့ရှင်တန်ရဲ့ရုပ်အလောင်းကိုဘာသာရေးဆိုင်ရာ ထုံနှန်းဆင်လာတိုင်းအခမ်းအနားကျင်းပပေးခဲ့ပါတယ်။ရှင်တန်ရဲ့ဝိညာဉ်တုက္ကဋိဘုံကိုအမြဲဆုံးရောက်ရှိသွားစီဖို့တော့ ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီစဉ်တစက်နေမှုကိုဒီမှာပဲညနာဖို့ပြပါခင်ဗျာကျွန်တော်တို့စီစဉ်တစက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့ပြတဲ့ခန့်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်